အားလုံးပဲမင်္ဂလာပါဘေးကင်းဥယျာဉ်မှာကြိုဆိုပါတယ်ကျွန်တော်မနောပြည်တယ်ဒီနေ့ကျွန်ုပ်စီတို့ကိုနေမင်းတရားပြောစီပြောစီမျက်နှာနဲ့ရောက်လာပါတယ်ကျွန်ုပ်မှာဘာဖြစ်လို့လဲကိုနေမင်းရာမျက်နှာကပြောစီပြောစီနဲ့ဘာတွေမေးချင်နေပြမိလဲမေးတရားရှိရင်မေးပါညနေကမျိုးသမီးတယောက်ဆရာပြင်ဟောနေတဲ့အတန်ကြားလုံးကနေ မေးရလေးရှိတာလို့ဥပမာဆရာလုပ်ငန်းတစ်ခုတည်ထောင်တာပဲဖြစ်ဖြစ်စံတစ်ခုဖွင့်တာပဲဖြစ်ဖြစ်ကုမ္ပဏီတွေဘာတွေမှာဝန်ထမ်းတယောက်အနေနဲ့ပဲဖြစ်ဖြစ်နေထိုင်တာတို့ရဲ့မျက်နှာလှဲ့တာတို့စိုင်ဖွင့်တာတို့ဆိုရင်ကောနာမည်နဲ့လိုက်ရင်ကြီးပွားတယ်လို့ညနေတုန်းကဟိုမျိုးသမီးတယောက်ဗီရင်ဟောနေတုန်းကဆရာပြောတဲ့ကြားမိလို့တနုတ်မှာဩအဲ့ဒါသိကျင်နေတာလားဟုတ်ပါတယ်ဆရာ ကျွန်တော်နာမည်ကနေမင်းဆိုတော့ဆရာပြောတာနဲ့သက်ဆိုင်နေမလားလို့ကျွန်ုပ်မဆိုကြပါစို့ကိုနေမင်းရနေလင်းအောင်မီရှင်ဆိုပါတော့သူဆိုင်ဖွင့်ရင်နေဘက်မျက်နှာလဲပြီးဖွင့်ရှေ့ဘက်လဲပြီးဖွင့်အရှိမရရင်ရှေ့တောင်ဒါမှမဟုတ်အရှိမရောက်တော့လက်ပေါ်အဲ့ဒါဆိုအောင်မြင်တာပဲကိုနေမင်းရလို့ပြောလိုက်တော့ ုတ်ကဲ့ပါဆရာကျွန်ုပ်မှာနေဝင်တဲ့ဘက်မျက်နှာလှဲ့တဲ့ကိုနေလင်းအောင်ကြီးစီးပွားမဖြစ်ဘူးလို့မပြောဘူးနော်ဥပမာနေထွက်တဲ့ဘက်နေရောင်ဖျားတဲ့ဘက်ကိုမျက်နှာလှဲ့ပြီးစိုင်ဖွင့်ထားတဲ့ကိုနေလင်းအောင်ဟာဒလကိုသိန်း20လောက်ဝင်ငွေရှိတယ်တာညီကိုမောင်နှမတွေချွေရံနေဖေမျိုးတွေကိုလှုပ်ကြွေးရတာကြမတူတော့ဘူးငွေကြီးစုဆောင်းမိတာရင်ကြမတူတော့ဘူးအဲ့ဒီလိုပဲကုန်းချများတာရင်လည်းမတူတော့ဘူး နေအောင်ဖျားတဲ့ပဲမျက်နှာလှည့်ဖွင့်နေကိုနေလင်းအောင်ကြီးကငွေကြီးပို့ပြီးစူတောင်းပြီးလိုက်မယ်အဲ့ဒီလူကြီးရှိတယ်လို့ပြောလိုက်တော့ဒါဆိုရင်အလင်းရောင်နဲ့ပတ်သက်တဲ့နမရှင်တွေကနေအောင်ဖျားတဲ့ပဲလုံငန်းဆိုင်လှည့်တဲ့သူတွေကပို့ပြီးအောင်မြင်မှာပေါ့တော့ဆရာဆိုပြီးမေးပါကျွန်တော်မှာအောင်မြင်တာပေါ့ဒါကအပြင်ဖန်တီးမှုဒါပေမဲ့အတွင်းနေတဲ့ထိုင်ရတဲ့ဘုရားလေးလူသေးတယ် နှလုံးစိတ်ဝမ်းအေးချမ်းတည်ငြိမ်လာဖို့လိုလာပြီရုပ်ကြည့်ရခြင်းစိတ်တည်ကြည်ရင်တန်ရှင်းစင်ကြဲတဲ့တမာဒီဝါကြတယ်စီးပွားရှာခြင်းလည်းဖြစ်နေရမယ်လို့ပြောလိုက်တော့နေရာဝင်လာခြင်းကိုနှစ်သက်တဲ့အလင်းရောင်နဲ့ပတ်သက်တဲ့အမိတွေကဘလို့ရီမီတွေဖြစ်မလဲဆရာကျင်းုံမှာအဲ့ဒီမရှင်တွေကတော့ကိုထွန်းအောင် ထွန်းလင်းအောင်နေလင်းအောင်နေဝင်းအောင်နေမီနေမီအောင်နေထလင်းနေထဝင်းနေထမီဝင်းဆိုလင်းဆိုလင်းအောင်အောင်းလင်းကြည်လင်းရဲလင်းကြည်ဝင်းဟန်းလင်းမျိုးလင်းနေမျိုးလင်းနေလင်းဖြိုးလင်းနေဝင်းနေထသောလင်းမြလင်းထဝင်းထ ဝင်းမြိုင်ဒီလိုနာမည်တွေကနေအောင်ဝင်လာခြင်းကိုနှစ်သက်တဲ့သဘောရှိတယ်။နေတဲ့ထန်တက်မယ်ဆိုရင်တော့သိပ်ပြီးစီးပွားတက်နိုင်တယ်။နောက်ထပ်နမီတွေတော့အများကြီးပဲကျန်သေးတယ်။အဲ့ဒီကျန်တဲ့မီတွေတော့ကိုဘက်သာစဉ်းစားဖို့ကိုနေမင်းရလို့ပြောလိုက်တော့ဟုတ်ကဲ့ပါဆရာ။နေအောင်ဝင်လာခြင်းဟာရွှေအောင်ဝင်လာခြင်းနဲ့အတူတူပါပဲကိုနေမင်း။ အနောက်ခက်ဘက်ကပဲဝင်ဝင်ရှေ့ဘက်ကပဲဝင်ဝင် တောင်ဘက်ကပဲဝင်ဝင် နေရာဝင်ခြင်းဟာဝင်ခြင်းပဲဖြစ်ပါတယ်ဒါဆိုရင်ဆရာဆိုင်ကုမ္ပဏီမရှိသူ ဝန်ထမ်းတွေကြနေရာဝင်အောင်လဲလို့မရဘူးလေအဲ့ဒီလိုလူတွေကြဘယ်လိုလုပ်ရမလဲထက်ပြီးသူကမေးပါတယ်ကျွန်ုပ်မဒါဆိုရင်တော့ညံကိုလာသုံးဖို့ကိုနေမင်းရကိုနမီဟာနေလင်းရအောင် အလင်းနဲ့ပတ်သက်သက်ဆိုင်နေပြီဆိုရင်ကိုယ်မှာဆိုင်ကလက်တရားအိမ်တော်မရှိရင်မနေ့နေ့တည်းညနေနေဝင် နေကိုကြည့်ပြီးမောရသုတ်တော်ပူတော်ပေါ့ဒါဆိုရင်လည်းအောင်မြင်ကြတာပဲလို့ပြောလိုက်ပါတယ်ကဲမိတ်ဆွေတို့အနေနဲ့လည်းအလင်းအောင်နဲ့ပတ်သက်တဲ့အမရှင်တွေဖြစ်နေပါကပြုလုပ်နိုင်ပြီဖြစ်ပါတယ်အားလုံးပဲမိတ်ဆွေများထုံးလင်းတောက်ပနိုင်ကြပါစေခင်ဗျာ